အမေရိကန်ကဂျာဖာရှရီဖ်ဘိုင်ကမိထားပါတယ်။အလ္လာဟ်အတနာတော်နဲ့ဆရာများနေကောင်းကြပါစေလို့ဒွါလုပ်ပါတယ်။လေးစားအပ်ပါတော့ဆရာများခင်ဗျာမတိတာလေးမေးခွန်းပြုပါ။အီးဒ်နေ့မှာအလုတ်လုပ်ရင်ပိုင်ပါသလား။နိုင်ငံခြားလောကမှာဆိုတော့အားလုံးကိုတော့မဆိုးလို့ဘူး။တချို့လူတွေကအလုတ်လုပ်ကြတယ်။နောက်တစ်ခုကတချို့လူတွေကနမာဇ်ဖတ်ရင်အုတ်ထုတ်မဆောင်ချင်ကြတော့ဘူး။အချိန်ဒီတစ်ခုမှမဆောင်တာကိုမဆိုးလို့ဘူး။ရည်ရွယ်ချက်ကပလီကိုပဲလာနေတာဒါပေမဲ့ပလီအုတ်ထုတ်မဆောင်လာဘူး။ ဆရာများတက်တည်သလောက် ရှင်းပြပေးပါဆရာများကိုအွန်မတ်အတွက်ဒူအာမှာဒရီယပေးဒရီယပေးစီလိုပါတယ်အလ္လာဟ်အစားပေးပါစေဘစ်မိလ္လာဟိရာဟ်မာနိရာဟီမ်အဒီသ်တော်မှာလာရှိတယ်လာတဆူမူဖီဟာဇီဟီလ်အိယမ်ဖအင်နဟာအိယမ်အကလင်ဝရှူဘင်ဝဘီအလ်အလ္လာဒီလိုရက်တွေမှာရိုဇာမထားနဲ့အဲ့ဒီရက်တွေကစားရမယ်တောက်ရမယ်အလ္လာမိထုံမိဝဲပြူရမယ်ရက်ဖြစ်တယ်လို့လာရှိတယ် အဲ့ဒီရက်တွေထဲမှာ8နှစ်လဲပါသဘောက8နှစ်မှာရူစာထားလို့မရဘူးအဲ့တော့ဒါပေမဲ့ဒါကိုကြည့်ပြီးတချို့ကဒီလိုထင်တယ်8နှစ်မှာဟာလာလုံးဝတိတက်ပျော်ရမယ်လဲရမယ်နောက်ဘာမှမလုံးနဲ့စီးပွားရေးလည်းမလုံးတော့နဲ့ဒီလိုတွေးကြတယ်အမှန်ကတော့8နှစ်မှာပတ်စံရှာလို့ရတယ်ဆိုင်ဖွင့်လို့ရတယ်စီးပွားရေးလုပ်လို့ရတယ်အလုပ်သွားလို့ရတယ်ဘာမှပြဿနာမရှိဟာလာဒုဒ္ဓမကတချို့သောဆိုင်တွေကဖွင့်အောင်ဖွင့်ပေးတယ်ကလေးတွေဣတီရတယ်ကလေးတွေမဝယ်စားခြင်း အားလုံးဆိုင်ပိတ်တိုင်းဒီကလေးတွေပဲမှာဝယ်စားမယ်တခခုအရေးပေါ်ပစ္စည်းလိုချင်တဲ့အနာကပ်ပလတ်စတာလိုချင်တဲ့ဘာလိုချင်တဲ့များလိုချင်ချီးတဲ့စားအားလုံးပိတ်တိုင်းပဲမှာဝယ်မယ်အဲ့ဒါကြောင့်လို့အေးဒီနေ့မှာဆိုင်လဲဖွင့်လို့ရတယ်အလုပ်လဲသွားလို့ရတယ်စီးပွားရေးလဲလုပ်လို့ရတယ်ဒုတိယမေကုံမေရတဲ့နမတ်ဆိုင်အုတ်ထုတ်ဆောင်းတာနဲ့ပတ်သက်ပြီးတော့အဲ့တော့အုတ်ထုတ်ဆောင်းတာနဲ့ပတ်သက်ပြီးတော့တမန်တော်မြတ်ကြီးဆလ္လာလာဟူအလัยဝဆလမ်ကအီဟရာမ်ရဲ့အခြေအနေကလွဲလို့တာမန်ကြံတဲ့အခြေအနေမှာအများဆုံးအုတ်ထုတ်ဆောင်းထားတယ်တမန် နမဆိုင်အုတ်ဆောင်မိထားဖတ်တယ်အုတ်ဆောင်ထားတယ်ဒါပေမဲ့ယောက်ျားလေးအဲလာမိုးတဲ့အချိန်မှာတော့အုတ်ဆောင်မင်းမရှိဘူးခေါင်းဖော်ထားမယ်မျက်နှာကိုဖွင့်ထားမယ်အဲ့တော့တမန်တော်မြတ်ဆလောဆောင်ကအဲ့ဒီအဲလာမြတ်အချိန်တွေကလွယ်လို့ကြံတဲ့အချိန်တွေအားလုံးမှာတမန်တော်ကအုတ်ဆောင်ထားတယ်အုတ်ဆောင်ပြီးနမဆဖတ်တယ်အဲ့ဒါကြောင့်လူတယောက်ဟာတမင်တကာကိုတတိယကြီးနဲ့အမြဲတစေအုတ်မဆောင်မင်းနမဆဖတ်မယ်ဆိုရင်မကလူတန်စီဖြစ်တယ်အဲ့ဒီလိုမှမဟုတ်ဘူးဟဲ့လား ရုပ်တရက်အထုံးမေးပြီးလာလိုက်တယ်တခါတခါအလောဟလာအလောလောနဲ့တဏှာမှာတွားနေနေဝင်ပြီးနှမဆွက်လိုက်တယ်အဲ့လိုအခြေအနေမျိုးမှာတော့မကူတန်စီမဖြစ်ဘူးဖတ်လို့ရတယ်တတိယကြီးနဲ့တမင်ကရည်ရွယ်ပြီးတော့ကိုအထုံးမဆောင်မဲ့နှမဆွက်မယ်ဆိုရင်တော့မကူဟေတန်စီ ဖြစ်တယ်ဆိုလိုတဲ့သဘောကသူ့ရဲ့နှမမှာဆွားပြီးတော့အနေအချင်းရော့သွားမှာဖြစ်တယ်